ဒေါက်တာအရှင်ဘူရိပညာလက်ထောက်ကတိကပိဋကဆရာပါလက်ပါဠိစာပေဌာနဆရာတော်ရဲ့52နှစ်ပြည့်မွေနေ့ဥဇာတမင်္ဂလာအထိုင်အမဖြစ်ဖြစ်ဆရာတော်ရဲ့ဆွေတော်မျိုးတော်များစုပေါင်းပြီးတော့ပရိယတိသာသနာတက္ကသိုလ်တန်ဃာတော်အရှင်မြတ်တို့အားရာသက်ပါဆုံးကအနေဖြင့်15ကျင်းမြောက်အာယုံစွာနေစွာတဏိတာစွာဆက်ကလူတန်းသည်ဘောဇနာဒါနစွာအလှူကောင်းမှုကုသိုလ်ကို ပြုလုပ်အထုတ်ခြင်းဖြစ်တယ်ဒီနေရာမှာပဲဘုန်းကြီးတရားဟောလာတာခုနတော့ကတရားရကမတွေသိုးသွားတဲ့ဩဃာတကတော်ဂျိုးတွေကစူတောင်းတဲ့အပိုင်းမှာလာတဲ့အပယ်၄ပါးက၃ပါးယတိ၈ပါးယံသူမျိုး၅ပါးဝိပတိတရား၄ပါးပြတ္တတရား၅ပါးဆိုတဲ့အရာတွေကအပယ်၄ပါးကတော့ လူတည်များတဲ့အတွက်ဘုန်းကြီးမဟောပဲနဲ့ခြံထားရတယ်။ကတုံမှာအကြောင်းဟောပြီးပြီ။ရပ်ပြစ်ရှိပါအကြောင်းဟောပြီး။အဲ့ဒါလေးကိုဒီကနေ့အဲ့ဒီစူတောင်းကန်းလေးကိုပဲနည်းနည်းလေးဘုသူဒ္ဓဓမ္မဘုသူဒ္ဓဖြစ်အောင်ဆက်ပြီးတော့ဟောပြပါ။အဲ့ဒီစူတောင်းကန်းရေးတဲ့ပုဂ္ဂိုလ်ဟာလူပုဂ္ဂိုလ်လားယဟန်ပုဂ္ဂိုလ်လားတော့ဘုန်းကြီးတို့မသိဘူးပေါ့။စကားလုံးလေးတွေကြစ်ကြစ်လေးလေးနဲ့ လူရင်မိအောင်ရေးတာကိုသတိထားမိအဲ့ဒီခုနကဆူတောင်းကန်းလေးကိုကြည့်ရအောင်ပါဘာဆူတောင်းတာလဲမိမိဆူတောင်းတာကဘာကိုတောင်းတာလဲအပေ၄ပါးက၃ပါးရပ်ပြီး၈ပါးရန်သူမျိုး၅ပါးဝိပတ္တိတရား၄ပါးပြယတနာတရား၅ပါးတို့မှအခါခါသိကိလုငိမ့်သည် ဖြစ်၍ဟာသူရေးသွားတာအဲ့ဒါရေးသွားတာနော်အဲ့ဒီမှာဇလုံးจิตပုံလေးကိုပြောမလို့ပါကိလုငိမ့်သည်ဖြစ်၍ ကင်းလာတာကရိယာတပုတ်လွတ်တာကကရိယာတပုတ်ငြိမ်းတာကကရိယာတပုတ်ကရိယာပုတ်သုံးပုတ်ကိုတလုံးတုံးပလိုက်တဲ့သူကကင်းလွတ်ငြိမ်းသည်ဖြစ်၏အဲ့ဒီကရိယာပုတ်ကိုရှေးရပုတ်တွေကလာလာပြီးတော့ဆက်ရတခုချင်းဆက်လို့ရှိရင်တပည့်တော်တို့ဤယတနာသုံးပါးကြောရတဲ့ကုသိုလ်ကံကြောင့်အပေလေးပါးမှကင်းလွတ်ငြိမ်းသည်ဖြစ်ရပါလို၏ကသုံးပါးမှကင်းလွတ်ငြိမ်းသည်ဖြစ်ရပါလို၏ ရပြည့်ရှိပါမှကင်းလွတ်ငြိမ်သည် ဖြစ်ရပါလို့ဤလို့တစ်လုံးချင်းတစ်လုံးချင်းဒီကင်းလွတ်ငြိမ်သည်ဖြစ်ရပါလို့ဤကိုလာလာပြီးတော့စကြရအောင်အဲ့ဒါလေးကိုဆူတောင်းလေးကိုနေတင်းတင်းလေးအဲ့ဒီဆူတောင်းပုံလေးနဲ့အဲ့ဒီကရိယာလေးကနေအရင်ရှင်းမလို့ပါမိမိတို့ယရနာလုံးမကိုကြောတဲ့အတွေ့တတိတို့အပယ်လေးပါးမှကင်းလွတ်ငြိမ်တဲ့သူဖြစ်ရပါလို့ဤဆိုလို့ရှိရင်ကင်းတယ်ဆိုတာကဘာခေါ်တာလဲလွတ်တယ်ဆိုတာဘာခေါ်တာလဲ ငြင်းနေဆိုတာကဘာခေါ်တာလဲလို့သိမှကိုစုတောင်းရဲ့အသေးပဲကိုကိုဖော်လို့ရမှာအသေးပဲအဲ့ဒါနဲ့ပတ်သက်ပြီးတော့အပယ်လေးပါးကိုတော့နမူနာမထုတ်ဖဲနဲ့ကတ်သုံးပါးလေးနဲ့အခုလက်တွေ့မြန်မာနိုင်ငံမှာကျုံနေရတဲ့ကတ်သုံးပါးလေးနဲ့အရင်နမူနာထုတ်ရအောင်ကတ်သုံးပါးဘေးမှာကင်းလွတ်ငြိမ်းသည် ဖြစ်ရပါလို့ဤဆိုလို့ရှိရင်ကတ်သုံးပါးတွေကဥပမာအားဖြင့်ပြောရရင်ခုလောလောဆယ်ဆယ်မြန်မာနိုင်ငံမှာသတ္တန္တရကလို့ခေါ်တဲ့ စစ်ပွဲကြီးဖြစ်နေတယ်။ပြီးခဲ့တဲ့မကြာခင်ကယောဂန္တရကလို့ခေါ်တဲ့ကိုဗစ်ယောဂဘေးကြီးဖြစ်ခဲ့တယ်ဒါကဘေးကြီးတွေပဲ။အဲ့ဒီကဘေးကကင်းလွတ်ငြိမ်းတဲ့သူဖြစ်ရပါလို့ဤဆိုတာကင်းဆိုတာဘာပြောတာလဲဆိုတာအဲ့ဒီဘေးမရှိတာကိုမရှိတဲ့နေရာကိုကင်းတယ်လို့ခေါ်တယ်။ဥပမာကိုဗစ်ဘေးကြီးဖြစ်တယ်ကိုနေတဲ့နေရာကိုနေတဲ့အရာဒေသမှာကိုပေပေးမဖြစ်ဘူးဆိုလိုတာကိုပေပိုးကြီးရောက်မလား ရောက်မလာဘူးဆိုရင်အဲ့ဒီနေရာကကင်းတာအဲ့ဒီနေရာမှာကိုနေရတဲ့အတွက်ကိုလည်းကင်းသွားဒါကင်းတာနော်အဲ့တော့ကပ်ပြီးကကင်းတာပေါ့လွတ်ကပါလဲလွတ်ဆိုတာကိုနေတဲ့ရည်ဒေသမှာတော့ယောဂကပ်ပြီးကမကင်းဘူးဖြစ်တဲ့သူဖြစ်တယ်ပေါ့နော်ဖြစ်ပေမဲ့လို့အဲ့ဒီဖြစ်တဲ့ထဲကိုမပါဘူးကိုမပါဘူးဆိုရင်လွတ်တာလေအဖေကလွတ်တာသူကနော်လွတ်တာငြိမ့်ဆိုတာပါဆိုတော့ငြိမ့်ဆိုတာအဲ့ဒီကပ်ပြီးငြိမ့်သွားကပ်ပြီးကကိုကိုဘက်ကမငြိမ့်သေးဘူး အဲ့ဒါကကိုယ့်အကူငင်းလို့မရဘူးကမ္ဘာကျမ်းမာကြီးဖို့ကြီးကဒီယောဂဘေးကြီးမရှိတော့ဘူးကင်းစင်သွားပြီလို့ကြီးညာမှငြိမ်းမှမကြီးညာမချင်းမငြိမ်းဘူးနော်အဲ့ဒါကြောင့်မလို့ဩကင်းလို့ငြိမ်းပြီဖြစ်ရပါလို့ဤဆိုတဲ့အသေးပေကအဲ့ဒါကိုပြောတာဒါကယောဂန္တရကနဲ့တတ္ထန္တရကနဲ့ပြန်ကြည့်လိုက်စေဘောကြီးကိုယ်ရဲ့ရဲ့ဒီကမှာစေဘောမဖြစ်ဘူးဆိုရင်အဲ့ဒါကင်းတာ ကိုနေတဲ့ရက်ကတော့စေပွဲကြီးရတော့ဖြစ်နေတာပဲတိုးတော့အဲ့ဒီတက်ကိုမပါဘူးဆိုရင်အဲ့ဒါလွတ်တာပေါ့နော်လွတ်ငြိမ်းလဲဆိုတာဘာကောအဲ့ဒီစေပွဲကြီးမရှိတာကိုငြိမ်းတယ်လို့ခေါ်ဒါပေမဲ့လို့အဲ့ဒီစုကတောင်းလို့မရဘူးနော်လူရှိနေတဲ့စေပွဲရှိမှနောက်မှတာနော်လူရှိနေတဲ့စေပွဲရှိမှရက်သွားခဏပဲနော်အဲ့ဒီခဏလေးကိုငြိမ်းတယ်လို့ပြောလို့မရဘူးနော်အပီမငြိမ်းဘူးလူရှိနေတဲ့စေပွဲရတာရှိနေမှာဒါကြောင့်မလို့ ခန္ဓာတော်ကယောဂဘေးရလည်းပဲဒီဟာဒီတပိုးတစ်ခုငိမ့်သွားရင်နောက်တပိုးရောက်လာအောင်ပါပဲနော်ဒီကိုပြပိုးကျနောက်တစ်ပိုးရောက်လာအောင်ပါအဲ့ဒါလည်းပတ်သက်လို့ပြောမလို့ပါအရင်တုန်းကငါတို့ငယ်ငယ်တုန်းကကြောက်ယောဂဆိုတာမြန်မာနိုင်ငံမှာယောဂဘေးကြီးဖြစ်ခဲ့ပူတာပေါ့ငါတို့ထင်တာကတော့အော်ကြောက်ယောဂဆိုတာဒုတိယကမ္ဘာစစ်နဲ့အတူဖြစ်လာတဲ့ယောဂဖြစ်နေမယ်လို့ဒုတိယကမ္ဘာစစ်ပြီးထီအောင်လက်ကြံကြံပြီးတော့ငါတို့ခေတ်ထီအောင် ဒါလွတ်လာရေးခေတ္တအောင်ကြောက်ရောကရှိသေးတယ်နောက်ပိုင်းတော့ကိုငြိမ်းသွားပြီဒါကမ္ဘာကျမ်းမာရေးဘုရားကြီးကကြောက်ရောကကင်းစင်ပြီလို့ညညာလိုက်တဲ့အတွက်ငြိမ်းသွားပြီပေါ့နော်စာပေတွေကိုဖတ်တဲ့အခါကျတော့မဟုတ်ဘူးအင်းဝါမှာအင်းဝါမျိုးတည်တဲ့သရိုးမင်းပြားဆိုတဲ့ဘုရင်ဟာကြောက်ရောကနဲ့တည်တယ်လို့သမိုင်းဆရာတွေကရေးထားတယ်လို့အဲ့ဒီခေတ္တတွေကကြောက်ရောကရှိနော်နောက်ငါဖတ်ဘူးလားဒီဝဲမင်းနဲ့စုဖေးရလာလို့ရကလေးတယောက်လည်းပဲကျောင်းကျောင်းကဖြစ်ပြီးတော့ကွယ်လွန်သွားတယ်သူတို့ပထမမွေးတဲ့ကလေးလေးက အဲဒါဒါဒါကွန်ပိုစစ်ရာဇဝမ်မှာရေးထားတာတွေ့လို့ဩအဲ့ဒီတုန်းကလည်းပီချောင်ယောဂါရှိတယ်အခုမရှိတော့ငြိမ့်သွားတယ်အဲ့ဒါငြိမ့်တယ်လို့ခေါ်တယ်နော်ကင်းတယ်လွတ်တယ်ငြိမ့်တယ်ပေါ့အဲ့ဒီဘေးရီကနေကင်းလွတ်ငြိမ့်ရပါလို့ဤလို့မင်းတို့ဆူတောင်းတာလေနော်အဲဆူတောင်းတာဟုတ်ပြီအဲ့ဒီဆူဟာလည်းပဲတချို့ဆူကတောင်းလို့ရတာတချို့ဆူကတောင်းပြီးမှမရတာရှိနော်ကဲအဲ့ဒီမရတာရတာလေးကိုနည်းနည်းလေးကြည့်ရအောင်တို့နော်တောင်းလို့ရတာတောင်းလို့မရတာ ဥပမာပထမဆုံးအပယ်၄ပါးအပယ်၄ပါးမှာကင်းလွတ်ငြိမ်းရပါလို့ဤနော်ကင်းလွတ်ငြိမ်းရပါလို့ဤအပယ်၄ပါးဆိုတာဘာလဲငရေတရိစ္ဆာပိဋ္ဌာအတုရကေကိုအပယ်၄ပါးခေါ်တယ်အခုငါတို့နေတဲ့ဘဝလူဘဝလူဘဝမှာမင်းတို့ငါတို့ကလူသားဖြစ်နေလူသားဖြစ်နေတဲ့အတွက်ဒီလူဘဝဒီခုနကကင်းလွတ်ငြိမ်းသုံးလုံးနဲ့တိုက်လို့ရှိရင်ကင်းသလားအပယ်၄ပါးက ကင်းလားကင်းမဲ့ထင်လားမကင်းဘူးမကင်းဘူးเนาะတိရစ္ဆာန်ရှိတယ်လေမင်းတို့အိမ်မကျက်တဲ့ဝတ်တွေမရှိဘူးလားနားတယ်အဲ့ဒါတိရစ္ဆာန်အပယ်လေးရတယ်ပါတယ်လေဘုံကတော့လူပုံပဲเนาะဘုံကတော့လူပုံပဲဒါပေမဲ့လူပုံမှာတိရစ္ဆာန်ရှိတယ်လေတိရစ္ဆာန်ရှိတဲ့အတွက်အပယ်လေးပါးကမကင်းသေးဘူးလူပုံเนาะမကင်းဘူးတော့ပိတ်တာလည်းရှိတယ်လေပိတ်တာလည်းရှိတယ်ဟာတိရစ္ဆာန်လည်းရှိတယ်ပိတ်တာလည်းရှိတယ်အတွက်လူပုံဒီအပယ်လေးပါးမှာကင်းတဲ့ဘုံမဟုတ်ဘူး ဒါပေမဲ့လေးပါးမှကင်းတဲ့နေရာကဘာလို့ဆိုရင်တော့နတ်ပြည်နဲ့ပြမပြည်နတ်ပြည်မှာမရှိငရဲနတ်ပြည်မှာငရဲသားငရဲတော့ထားလိုက်ပါတော့တိရစ္ဆာန်မရှိဘူးပိတ်တာမရှိဘူးနော်အဲ့တော့ငါတို့လူပုံဒီကင်းလို့ငြိမ်းနေတာကင်းမရဘူးကင်းရတာကအပယ်လေးပါးမှကင်းတဲ့နေရာပြပါဆိုလို့ရှိရင်နတ်ပြည်နဲ့ပြမပြည်ပြနော်ကင်းလားဒါပေမဲ့လို့ငါတို့လူပုံကမကင်းပေမဲ့လို့နောက်ကဒုတိယဖြစ်တဲ့လွတ်နေကြတော့ရတယ်မင်းတို့ငါတို့ကလွတ်နေပြီပယ်လေးပါးဟုတ်တယ်မဟုတ်လားလူဖြစ်နေလို့လွတ်တာဘာလို့လဲလို့လား လူပြလူပုံလည်းဟုတ်တယ်လူလည်းဖြစ်နေလို့လွတ်တာနော်အပယ်လေးပါးကလွတ်ပြီကငင်းရတာပဲနဲ့လောက်အပယ်လေးပါးကငင်းပြီအပယ်လေးပါးငင်းတာကအရိယာဖြစ်မှငင်းတာနော်အပယ်ကိုကြားစေတတ်တဲ့အကုသိုလ်ကံကိုအရိယာဖြစ်မှပယ်နိုင်တာအရိယာမဖြစ်လို့ရှိရင်အပယ်ကိုကြားစေတတ်တဲ့အကုသိုလ်ကံကိုမပယ်နိုင်တဲ့တော့မငင်းမိဘူးမင်းတို့ငါတို့လည်းမငင်းမိဘူးဒါကြောင့်မို့အပယ်လေးပါးကကင်းလွတ်ငင်းရပါလို့ဤလို့ဆူတောင်းတော်လဲကင်းတဲ့လွတ်နှစ်ခု ငါတို့ရတယ်လူကနော်ကင်းတဲ့လူနှစ်ခုပဲရတယ်နောက်ကငိမ့်မရသေးဘူးငါတို့မငိမ့်သေးဘူးနော်အဲ့ဒါငိမ့်ရင်တော့အပေလေးကိုအပေကိုကြားစေတတ်တဲ့အကုသိုလ်ကံကိုအကျွမ်းမဲ့တတ်နိုင်အောင်ကြိုးစားရုံရှိတာပဲအရိယာဖြစ်အောင်သောတာပန်ဖြစ်အောင်ကြိုးစားရမှာပဲအဲ့ဒီသောတာပန်ဖြစ်သွားမှငိမ့်မှာအဲ့ဒါကြောင့်မလို့စုတွေဟာတောင်းလို့တာတောင်းနေတာတချို့စုကတောင်းလို့ရတယ်တချို့စုကတောင်းလို့မရဘူးလို့အဲ့ဒီလိုလေးကိုလည်းပဲသိစေချင်တယ်နော် အဲ့ဒါနဲ့ပတ်သက်ပြီးတော့စုဟာတောင်းလို့ရတယ်တောင်းလိုက်မရဘူးဆိုတာနဲ့ပတ်သက်ပြီးတော့950ဇတ်ထဲမှာကန္နဇတ်ဆိုတာဇတ်ရှိဘုရားလောင်းကကန္နယသိဖြစ်တယ်ကန္နယသိဖြစ်နေတဲ့အချိန်မှာသူကဇံဘိညင်းကို အလွန်ပြင်းပြင်းထန်ထန်ကျင့်ဇံဘိညင်းကိုကျင့်ရောကျင့်ရောလည်းမဟုတ်ဘူးဒုတင်အကျင့်လည်းပဲဒုတင်နဲ့မပါတာနဲ့ပိုးဆိုးတဲ့အကျင့်တွေကျင့်နော်ဒုတင်ဆိုတာက ဆုံးခါစားပဲဆိုရင်ဒုတင်ပေါ့သူကဆုံးကိုမခါမစားဘူးဆုံးလည်းခါမစားဘူးတဲ့နောက်တခါမိမဲ့ချက်တဲ့ထမင်းမစားဘူးတဲ့တစ်သည်အစိမ့်မစားတယ်နော်တစ်သည်အစိမ့်မစားတယ်တစ်သည်အစိမ့်တော်မှာအစပိုင်းတော်ကဟိုဟိုဒီဒီကောက်စားသေးတယ်နောက်ပိုင်းကျတော့ဟိုဟိုဒီမကောက်တော့ဘူးသူနေတဲ့တစ်ပင်ကတီးတဲ့အသီးစားတယ်တခြားတစ်ပင်တော့မစားဘူးတဲ့နောက်ပိုင်းကျတော့သူနေတဲ့တစ်ပင်တော်မှာ သူနဲ့လက်လန်းမိတဲ့အလုံးလောက်ပဲကောက်စားတယ်ဝေးတဲ့ဟာသူကောက်မစားတော့ဘူးအဲ့လောက်ထိအောင်ကျင့်တယ်ပြင်းပြင်းထန်ထန်ကာလရဲ့တရားအဲ့ဒီလိုဇံသမပတ်တိပြင်းပြင်းထန်ထန်ကျင့်မိတဲ့အတွက်သူတကောအရှင်ကြောင့်တာဝရင်သာကတရားမင်းရဲ့ဗိမာန်မှာတော့ပြီးတော့ကြောက်ပြားကပူတော့ပူတော့အောက်ကြည့်လိုက်တဲ့ခါကျတော့ဟာကာလရဲ့တိဇံတရားတွေပြင်းပြင်းထန်ထန်ကျင့်နေတယ်ချိုးချံချွေတာတဲ့ဒုတင်ကျင့်နေလဲပြင်းပြင်းထန်ထန်ကျင့်နေတယ်သူတကောကြောင့်ငါ ကြောက်ဖြာပူတာပဲအဲ့တော့အဲ့ဒီရသေးနဲ့ငါသွားတွေးမှဖြစ်မယ်ဆိုပြီးတော့ရသေးကိုသွားတွေးပြီးတော့ပထမရောက်ရောက်ချင်းသူကရသေးရဲ့ဇာပင်ကြီးနဲ့ကြည့်ပြင်းပြင်းထန်ထန်ကြည့်နေတာကိုချီကျူးစကားပြောလိုက်တယ်သူကရသေးကိုနော်ဖះလာကိုပြောပြီးတဲ့အခါကျတော့သူကဘာပြောတော့ဆိုတော့အရှင်ရသေးလိုချင်တဲ့ဆုတောင်းမှာကျွန်တော်ကပေးမယ်တကြမ်းမဲ့ကနော်ရသေးကိုသွားပြောတယ်အဲ့ဒီလိုရသေးကိုသွားပြောတော့ဟောရသေးကဖះလာကစဉ်းစားတယ် ဩဒီတရားဆိုတဲ့ကောင်ကဆူတောင်းလို့ရှင် तू ပေးနိုင်တယ်ဆိုတဲ့သဘောမျိုးနဲ့ငါ့ကိုလူကျင်တဲ့ဆူတောင်းတို့ तू ပြောတာလို့ဆူဆိုတာပေးတယ်မပေးလို့ရတာရှိတယ်မရတာရှိတယ်ဒါကို तू မသိလောက်ဘူးဒီရဲ့ဒီတရားအဲ့ဒီကောင်ပညာပြတဲ့အနေနဲ့ तू ကငါဆူတောင်းမယ်ဆိုပြီးတော့ဖခင်လောင်းကအရွက်တိုက်ပြီးတော့ तू မပေးနိုင်တဲ့ဆူတောင်းတာနော်တရားက तू တောင်းလိုက်တဲ့ဆူလေးရဲ့ဘာလဲရော ောင်းလာတော့6ခုပဲငါ6ခုပြီတော့မဟောနိုင်ဘူး၄ခုလောတော့ဟောနိုင်အောင်မယ်เนาะတကြားတဲ့လူတစ်ဖက်သားကငါကိုဒေါသဖြစ်အောင်လှုပ်လာပြီဆိုလို့ရှိရင်တဲ့ငါကပြန်ပြီးတော့ဒေါသထွက်မယ်ဆိုလို့ရှိရင်စိတ်ဆင်းရဲတယ်ကွာတဲ့အဲ့ဒီတော့ငါဒေါသမထွက်ချင်ဘူးတဲ့သူတစ်ပါးကငါဒေါသထွက်အောင်လှုပ်တော်လည်းပဲငါဒေါသမထွက်ဖဲနဲ့နေချင်တယ်တဲ့အဲ့ဒီလိုဒေါသမထွက်အောင်မင်းငါကိုစုပေးပါတဲ့တောင်းတယ်နော် ူတစ်ပါးကမိမိကိုဒေါသထွက်အောင်လုပ်ပါလျင်းနဲ့ဒေါသမထွက်တဲ့စုနော်ဒေါသမထွက်တဲ့စုပြီးပါတဲ့ဒါပထမကောင်းတဲ့စုနောက်တစ်ခါဒုတိယကကောဒလို့ခေါ်ကောဒဆိုတာလဲဒေါသတစ်မျိုးပါပဲအားကြီးတာကိုကောဒပြင်းထန်လာတာပေါ့သူတစ်ဖက်သားကငါ့ကိုစိတ်ဆိုးဒေါသကောဒအမြင့်ထွက်အောင်လုပ်တယ်အမြင့်ထွက်လာတဲ့ခါကျတော့ ငါလည်းဆင်းရဲတယ်ကိုလည်းဆင်းရဲတယ်စိတ်လည်းဆင်းရဲတယ်ကိုလည်းဆင်းရဲတယ်ဘာလို့ကောသကဆင်းရဲတာတော့ဆိုတော့ကောသကခေါလကဒေါသတဲ့သူကပြင်းထန်လာခေါလကစိတ်ဆိုးရုံနဲ့ဆိုတာစိတ်တင်ဆင်းရဲတယ်ကိုမပါဘူးအခုကြတော့ဒီကောင်ကငါ့ကိုဒီလိုလုံလာလို့ရှင်ငါကလည်းသူ့ဒီလိုပြန်လုံမယ်ဘာသူကရိုက်ရင်ငါကလည်းရိုက်မှာကွာသူကဆင်းရင်ငါကလည်းဆင်းမယ်သူကငါ့တိုင်ငါလည်းသူ့ပြန်တတ်မှာတတ်မှာကြည့်ရမယ် သူကငါရရင်ငါပြန်ရရမှာကျင်လိုက်အဲ့ဒီအစဉ်ကောဒါခေါ်အဲ့ဒီလိုသူတော်ကငါမြေကောဒါဖြစ်အောင်လုပ်လာလို့ရှိရင်တဲ့ငါမှာကိုရောစင်ရောဆင်းရဲတဲ့တွေတဲ့အမြေကောဒါငါမဖြစ်ရှင်ဘူးတဲ့အဲ့ဒီအမြေကောဒါမဖြစ်တဲ့စုငါကိုပေးပါတောင်းလာဒုတိယစုနော်ဒါဒေါသပါပဲတရားကိုကောင်းရင်တော့ဒေါသကိုနှစ်မျိုးခွဲတောင်းတယ်သူကနောက်တစ်ခါတောင်းလာကလောဘလောဘကိုလည်းသူကနှစ်မျိုးခွဲတောင်းတယ်တရားတဲ့ သူတစ်ပါးပစ္စည်းကိုလိုချင်တဲ့လောဘဆိုတာလည်းပဲဆင်းရဲတာပဲเนาะသူတစ်ပါးပစ္စည်းလိုချင်တဲ့လောဘဖြစ်ရင်ဆင်းရဲတယ်စိတ်ဆင်းရဲတာပေါ့เนาะအဲ့ဒီဆင်းရဲတဲ့ဒဏ်ကိုလည်းပဲငါမခံနိုင်ဘူးတဲ့ဒါကြောင့်သူတစ်ပါးပစ္စည်းကိုလိုချင်တဲ့လောဘလည်းပဲငါမဖြစ်ချင်ဘူးတဲ့အဲ့ဒီလောဘမဖြစ်အောင်မင်းငါကိုစုပေးပါဒါတတ္တရာတောင်းနေစုဒါကသူတစ်ပါးပစ္စည်းပေါ့เนาะနောက်သတ္တဆုကမိမိပစ္စည်းပေါ့မိမိပိုင်ဆိုင်တဲ့ပစ္စည်းပေါ်မှာလဲတွေ့တာတတ်မဲ့တဲ့တဏှာဖြစ်လို့ရှိရင်ဆင်းရဲတာပဲတဲ့ ဲ့တော့ငါပိုင်ဆိုင်တဲ့မိမိပစ္စည်းပေါ်မှာတွေ့တာတတ်မဲ့တဲ့တဏ္ဍာလည်းပဲငါမဖြစ်ချင်ဘူးတဲ့အဲ့ဒီကိုပစ္စည်းကိုပိုင်တဲ့ပစ္စည်းပေါ်မှာတွေ့တာတတ်မဲ့တဲ့တဏ္ဍာမဖြစ်အောင်ငါ့ကိုမင်းစုပေးပါကဲဖျားလောက်ကတရားမင်းကိုတောင်းလိုက်တဲ့စုကဲအဲ့ဒါဘယ်လိုလုပ်ပေးမလဲအဲ့ဒီစုတရားဘယ်နဲ့မှမတတ်နိုင်ဘူးငြိမ်းသွားတာတရားဘယ်နဲ့မှမတတ်နိုင်ဘူးငြိမ်းသွားတာအဲ့ဒီလိုစုမျိုးတွေကတောင်းလို့မရကိုယ့်ဟာကိုကျင့်ကျင့်ယူရတယ်နော် ကိုယ့်အကူကျင့်ယူမှရတာအဲ့ဒါတမင်္ဂလာတိအောင်လို့ပြောလိုက်တာနောက်ထပ်ဆက်ပြီးတော့အဲ့ဒါတိတော့ကားတော့ဒါတူတူတရားအရာဆိုရင်တော့အဲ့ဒီလောဘဒေါသအပြစ်တွေကိုဆက်ပြောရမှာငါမပြောတော့ဘူးနောက်ထပ်ပြင်စမဆူတင်နေနဲ့ထက်လိုက်အောင်မဒါလေးပါမင်းတို့သိတော့အောင်လို့တကြတဲ့ငါကခုတော်ထဲမှာတယောက်ထဲနေရတာတဲ့တရားဇန်တရားအထုံနေတာအကယ်၍ငါယောဂဖြစ်လို့ရှင်ငါပြုစုမဲ့သူမရှိဘူးဘုသာပေးမဲ့သူလည်းမရှိဘူးတဲ့ယောဂဖြစ်ရင်ငါဇာပင်ကြီးမကျင့်နိုင်ဘူးတဲ့ဇာပင်ကြီးနေ့ အကျင့်မှပြတ်သွားနိုင်တယ်တဲ့အဲကြောင့်ဇာဘိညာအကျင့်ကမပြတ်အောင်ယောဂမဖြစ်အောင်တဲ့ငါခန္ဓာကိုယ်ကြီးမှာယောဂမဖြစ်အောင်အဲ့ဒီယောဂမဖြစ်တဲ့ဆုငါ့ကိုပေးပါတဲ့တောင်းတာဒါပိသမဆုအဲတရားဘာပေးလဲမင်းတို့ခန္ဓာကိုယ်ရှိရင်ယောဂရှိမှာပဲလေတရားမပွင့်နိုင်အဲ့ဒါဘာလို့တောင်းလာတော့ဆိုတော့တရားကလူချင်းတဲ့ဆုတောင်းပေးမယ်လို့ပြောလို့တေမင်္ဂလာအရွက်တိုက်ပြီးတော့ तू မ तू မပေးနိုင်တဲ့ဆုကိုဖျားလောင်းကတောင်းပလိုက်တယ် အဲ့ဒီလိုစုတွေရှိတယ်အခုမင်းတို့ဆိုးသွားတဲ့ခေါင်းတော်ကအပယ်လေးဘက်ကသုံးပါရုပ်ရှင်ပါတယ်ပါလေအဲ့လိုမျိုးတွေပါတယ်တချို့ဟာတွေကတောင်းလို့မရကိုယ့်အကူကြည့်ရင်ယူရကိုယ့်အကူကြည့်ရင်ယူမှယူမှာဥမာအပယ်လေးဘက်ကလွတ်ချင်လို့ရှိရင်အပယ်လေးဘက်ကလွတ်အောင်လုပ်လေအဲ့ဒါဆိုလွတ်မှာပဲအဲ့ဒါကြီးလွတ်အောင်မလုပ်ခဲနဲ့လွတ်အောင်ပါလို့တောင်းလို့တော့မရအဲ့ဒါလေးကိုလည်းပဲသိစီခြင်းနော်အဲ့ဒီမှာတရားကဘာစဉ်းစားတော့ဆိုတော့အော် ငါကဆုပေးမယ်လို့ပြောလိုက်လို့ရှိရင်တောင်းတဲ့သူအများစုကအာမိသလို့ခေါ်တဲ့ပစ္စည်းကိုပဲတောင်းတာအခုဒီကန္နယသိကကြတော့အာမိသပစ္စည်းဝိတ္ထုကိုမတောင်းဘဲနဲ့နိဒာမိသလို့ခေါ်တဲ့ဓမ္မကို တောင်းတာဖြစ်နေတယ်ပေါ့ဓမ္မကိုတောင်းတာဖြစ်တဲ့အတွက်ငါပြီးလို့မရဘူးလို့အဲ့လိုသိသွားတယ်နော်အဲ့ဒီမှာလည်းပဲအာမိသနဲ့နိဒာမိသဒါပါဠိစကားလုံးလေးတွေမင်းတို့သိအောင်ပြောမလို့ပါ အာမိသဆိုတာတဏှာနဲ့သိမ့်ပိုက်လို့ရတဲ့ပစ္စည်းဝတ္ထုကိုအာမိသလို့ခေါ်တယ်အခုမင်းတို့လူတွေတောင်းနေကြတဲ့စုကအဲ့ဒါအများစုအဲ့ဒီအာမိသဆုအာမိသဆုကိုအာမိသဆုကိုဘာသာပြန်တဲ့အခါကျတော့ပစ္စည်းဝတ္ထုလို့မြန်မာပြန်တယ်ပစ္စည်းဆိုတာလည်းနဲ့ကင်လို့ရတာကိုပစ္စည်းလို့ခေါ်တယ်ငွေကြေးတို့အဝယ်စားတို့ဒါမျိုးတောင်းလို့ရတယ်လေခြံမြေတိုက်တာဥယျာဉ်မော်တော်ကားလူကျင်တဲ့စုတောင်းလေတောင်းလို့ရတယ်လေအဲ့လည်းနဲ့ကင်လို့ရတဲ့ပစ္စည်းကို တောင်းတာကိုအဲ့ဒါကိုပစ္စည်းလို့ခေါ်တယ်မြန်မာစကားလေးလည်းပဲနည်းနည်းသိအောင်ပြောတာပါပစ္စည်းဆိုတာမြန်မာစကားပါပဲဝိထုကတော့ပါဠိစကားကိုယူထားတာမြန်မာစကားမရှိလို့ဝိထုဆိုတာကလက်နဲ့ကင်တယ်လို့မရတဲ့အရာကိုတောင်းတာအရာလို့တောင်းတယ်အဲ့ဒါဘာတော့မတပီတော်စာမှုဝဲအောင်ရှင်ပါလေဖရာဆိုတောင်းတာလေကဲစာမှုဝဲအောင်ရှင်တာကြီးလက်နဲ့ကင်လို့ရလားရဟုတ်တပိတော့ယာရုတက်ချင်မှလည်းတောင်းတာအောင်အဲ့ဒီယာရုတက်ချင်တာလည်းတောင်းလို့မရအဲ့ဒါလည်းအဲ့လိုလက်နဲ့ကင်လို့မရတာကိုဝှထုတ်လို့ခေါ်တယ် ယူတွေတောင်းနေကြတာအဲ့ဒီလိုအာမိသလို့ခေါ်တဲ့ပစ္စည်းဝိတ္ထုကိုတောင်းမလားတဲ့အဲ့ဒီလိုပစ္စည်းဝိတ္ထုတောင်းလို့ရှင်တရားကပေးနိုင်တယ်တဲ့အခုကန္နယသိကငါ့ကိုနိဒာမိသလို့ခေါ်တဲ့ဓမ္မသဘာဝစုကိုတောင်းနေတာတဲ့ဒီဓမ္မဓမ္မသဘာဝစုကြီးငါပေးလို့မရဘူးအဲ့ဒီလိုပြောသွားတယ်အဲ့ဒါကြောင့်မို့လို့အဲ့ဒီကန္နဇတ်မှာဖျားလောင်းကန္နယသိကတရားမင်းကိုအရွက်တိုက်ပြီးတော့တောင်းတဲ့စုကိုကြည့်လိုက်လို့ရှိရင်ဩစုဆိုတာတောင်းနိုင်မရဘူးတချို့စုက ရတယ်တချို့စုကမရဘူးရအောင်ကိုယ့်ဟာကိုလှုပ်ယူရတယ်လို့အဲ့ဒီလိုသိရအောင်အဲ့ဒါကြောင့်မို့လို့ဩဃာတကရောကျိုးနဲ့ကရောပြီးလို့ရှိရင်ထုံးစံအရာတော့အပယ်လေးပါးကသုံးမရပစ်ချေပါဆိုတာပဲဆိုတော့လည်းပဲအဲ့ဒီထဲကတချို့ဟာသာတောင်းလို့ရတယ်တချို့ဟာတောင်းလို့မရဘူးလို့သိပါအဲတောင်းလို့မရတဲ့အရာကြတော့ရအောင်ဘယ်လိုလုပ်ရမှာလဲဆိုရင်ရအောင်လှုပ်ယူရမှာဖြစ်ပါတယ်အဲ့ဒီသဘောလေးသိပြီးတော့ဒီကနေ့တရားတော်မှာပေါ့သူတော်ကောင်းတွေမိမိတို့ဆုတောင်းတဲ့အခါမှာဆုဟာတောင်းလို့ရတဲ့ဆု တောင်းလို့မရတဲ့စုနှစ်မျိုးရှိတယ်တောင်းလို့မရတဲ့စုကိုရအောင်လှုပ်ချင်လို့ချင်းရအောင်လှုပ်တဲ့နီလန်းလည်းရှိတယ်အဲ့ဒီနီလန်းတိုင်အထုတ်သွားမယ်ဆိုလို့ရှိရင်တော့စုဟာပြည့်နိုင်တယ်လို့နှလုံးသွင်းပြီးတော့ဒီကနေ့ပြုတဲ့ကောင်းမှုကုသိုလ်ကိုရည်သေးချရမယ်